ပေကံလူဒန်းချင်းတွေဆင်ဆက်မပြတ်ရှိစေခြင်းတကူကောင်းဆန်သောစိတ်မရှိခြင်းဟာရေရောသောစေတနာဖြင့်ပေကံလူဒန်းချင်းလုံးနိုင်တဲ့စိတ်နှင့်စိတ်ထားကိုမွေးဖွားလာစေပါတယ်။တင်ကတိဝင်နန်းတွေအပေါ်ရေရောသောစေတနာထားရှိနိုင်နေဆိုရင်တိဝင်နန်းတွေကလည်းတင့်အပေါ်ရေရောသောစေတနာပြတ်ထားရှိနိုင်ပါလိမ့်မယ်။ဒါကြောင့်တင်ထားရှိသောရေရောသောစေတနာဟာအပြန်အလှန်အကျိုးပြုတာတွေ့ရပါလိမ့်မယ်။ တင်ဘက်ကရရောသောစေတနာတွေသရှိနိုင်ခြင်းကြောင့်တင်အလုပ်ကိစ္စတွေကိုတင်ဝန်ထမ်းတွေကအချိန်နောက်ကျမှုထုတ်တဲ့အထိပြင်းမြအောင်လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။တင်ကရရောသောစေတနာကိုသရှိနိုင်ခြင်းကြောင့်တင်ဝန်ထမ်းတွေကသူညီသောရရောမှုတွေပြန်လည်ရရှိမှာဖြစ်တယ်လို့တင်ကဖောက်တယ်တွေအပေါ်ရရောသောစေတနာသရှိနိုင်ခဲ့ရင်လေဖောက်တယ်တွေဘက်ကရရောသော စေတနာ ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ဆန်ဝစ်ထုတ်လုပ်ရောင်းချတော့ company အနေနဲ့သူရဲ့ဝန်ထမ်းတွေကိုအလူတန်ပေးတဲ့အနေနဲ့20ရာခိုင်နှုန်းအထိလစာငွေတိုးပေးခြင်းရှိနေခဲ့ပါတယ်။ထို့အခါဝန်ထမ်းတွေဘက်ကလည်း company အပေါ်ပြန်လည်ရရောစာတုတ်ပြတ်မှုတွေရှိနေခဲ့ပါတယ်။မနဲ့အတိုင်းတတိရှိရှိလုံရဲကန်ရဲသောစိတ်တမများဆက်လက်တည်တန်းစေခြင်းရီစီအန်ဒါဆန်ဟာမယားကိုလုံရဲကန်ရဲပြုတ်ဆို့ဆောင်ရွက်ရတဲ့စီးပွားရေးလောကရဲ့ကောင်းဆောင်တရားဖြစ်ပါတယ် အန်ဒါဆင်ဟာ1983ခုနှစ်မှာ Interface ကိုစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။အန်ဒါဆင်ရဲ့တတိရှိရှိလောက်ကိုင်းဆောင်ရွက်မှုကြောင့်၅နှစ်တာကာလအတွင်းဒေါ်လာ၁၁တန်းတန်နဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ Interface Company ဟာစီးပွားရေးတို့ချဲ့လောက်ကိုင်းလာနိုင်ပြီးဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသဈေးကွက်တွေအထိပါ စီးပွားတို့ချဲ့လောက်ကိုင်းနိုင်တာတွေ့ရပါတယ်။အန်ဒါဆင်ရဲ့ဆွမ်းဆောင်ရည်ကောင်းခြင်းတွေကြောင့် Interface Company ဟာကမ္ဘာ အင်အားအကြီးဆုံးသောကော်စောထုတ်လုပ်မှုကွန်မြူနတီဖြစ်လာခဲ့ပါတယ်။ Anderson ရဲ့ interface ဟာကမ္ဘာတိုက်ကြီးလေးတိုင်းနဲ့နိုင်ငံပေါင်း130ကျော်အထိကော်စောတွေထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ interface ကလူတွေရဲ့လိုအပ်ချက်အရကွန်ပျူတာထုတ်လုပ်နေခြင်းဖြစ်တယ်လို့ကိုယ်တိုင်ယုံကြည်ထားခဲ့တယ်။ အန်ဒဆင်ဟာသူကမနီအင်တာဖေ့စ်အနေနဲ့ထုတ်ကုန်ပစ္စည်းအယောင်တွက်လက်ရည်ကိုသာအဓိကဦးစားမပေးဘဲသူဝင်ထမ်းတွေရဲ့စိတ်ပျော်ရွှင်မှုရရှိရေးအတွက်ဦးစားပေးဆောင်ရွက်နိုင်ခဲ့တာကြောင့်ဝင်ထမ်းနေအားလို့စိတ်တော်ကြပျော်ရွှင်ပြီးထုတ်လုပ်အင်အားမြင့်မားရေးကိုတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်အင်ဒဆင်ဟာအင်တာဖေ့စ်ရဲ့ဂုဏ်ကိုမှန်ကန်သောနီလန်းဖြင့်မြင့်တင်တဲ့အနေနဲ့မှန်ကန်စွာပြောဆိုလုပ်ကိုင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပါတယ်။ Interface Company ရဲ့ ကိုစောဆက်ယုံကထွက်ရှိတဲ့စွပစ်ပစ္စည်းတွေရေဆိုးတွေကတဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တဲ့အတွက်မိမိတို့မှာတာဝန်ရှိကြောင်းလက်ရှိခြေနေကနေတဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နေအောင်ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်းအမှန်အတိုင်းဝန်ခံပြောဆိုခဲ့ပါတယ်။အရေးအသွေးကရေရှိမစကားပြောတဲ့ဆိုရောစကားကိုလက်တွေ့ယုံကြည်ခြင်း interface ကထုတ်ကုန်ပစ္စည်းအရေးသွေးကောင်းနေတာဖောက်တယ်တွေကိုဆွဲဆောင်ပြီးသူပလင်ညာရောင်းချခြင်းတခါမှမလုပ်ခဲ့ပါဘူး ကုန်ပစ္စည်းအရေးတွေရဲ့မှန်ကန်ခြင်းဝန်ဆောင်မှုပေးခြင်းများမှန်ကန်ခြင်းနဲ့သာကုမ္ပဏီရဲ့ဂုဏ်ကိုထိန်းသိမ်းနိုင်ခဲ့တာပါ interface company ကထောက်ကုန်ပစ္စည်းအရေးတွေကောင်းနေနဲ့ရရှိအထိဆက်လက်ရည်တည်နိုင်ခဲ့ပြီးဖောက်တွေတွေအပေါ်မှာလည်းရရောတဲ့စေတနာတွေထရှိခဲ့တာကြောင့်ဖောက်တွေတွေဘက်ကတူညီသောတုံ့ပြန်မှုကိုလည်းရခဲ့ခြင်းဖြစ်ပါတယ်အချောက်တရားကိုစိတ်အတွင်မှာဆုတ်ထုတ်ခြင်း တင်ကားတစုံတယောက်တော်အမှုကိစ္စကိုကင်တွေဖြစ်ရှင်မှုတတိရှိရှိဆုံးဖြတ်ချက်ချမဲ့စစ်ဆဲမှာတင်စိတ်အတွင်ကိန်းဝတ်နေတဲ့အကြောက်တရားကိုအမြန်ဆုံးဆုတ်ထုတ်ပြစ်နိုင်မှုလိုပါတယ်အကြောက်တရားဟာတင်ထံမှာကိန်းဝတ်နေစဉ်အတွင်တိတိတသားမပြသေးတော့လေအကြောင်းတိုက်ဆိုင်မှုတွေရှိလာတဲ့အခါဘွားကနေပေါ်လာတတ်ပါတယ်အကြောက်တရားကြောင့်ကျွန်ုပ်တို့ရဲ့စင်ကျင်တုံတရားတွေရော့ပါပြီးဆုံးဖြတ်ချက်တွေလွှဲချော်တတ်တာကြောင့်အမြင်မှုမရအောင်ဟန်တာတဲ့အထိအကြောက်တရားကဒုက္ခပေးတတ်ပါတယ် ကျွန်တော်တို့စိတ်မှာအကြောက်တရားရှိနေပြီဆိုရင်ဘလောက်ကောင်းတဲ့စိတ်ကူးအိမ်မက်တွေကိုဖြစ်စေအကောင့်ထဲပေါ်နိုင်တဲ့အခွင့်အရေးတွေအားနည်းသွားပြီးဘယ်အလုပ်ကိုလုပ်လို့ကြောက်ရွံ့နှဆုံနေပါလိမ့်မယ်အကြောက်တရားရှိနေပြီဆိုရင်တင်ကအရေးပါတဲ့ဆုံးဖြတ်ချက်ချတော့မယ်ဆိုတာနဲ့သူက နာနာကက်ပြီးတင့်ကိုအပြည့်သဘောတွေပြောကဟန်တာပါလိမ့်မယ်ဒီတခါတင်ကလူအများရှိမှလူကြီးလူကောင်းပီးသားတဲ့ဟန်နဲ့ဆုံးဖြတ်ချက်တွေချလိုက်တဲ့အတိုင်းအကြောက်တရားရဲ့အချောင်းဝင်နောက်ဆက်မှုကြောင့်လက်တွေ့အကောင့်ထဲပေါ်နိုင်စွမ်းရှိတော့ပါဘူး တင်ကအကြောက်တရားကိုစေတွင်ကနေအပိတဲမဖြစ်ရှားနိုင်သည်မြကာလပတ်လုံးတင်ကိုတောက်လျှောက်ဒုက္ခပေးနေမှာဖြစ်ပါတယ်။အကြောက်တရားကကျွန်ုပ်တို့ကိုဒုက္ခပေးဖို့အတွက်အတွင်တရံအမျိုးမျိုးနဲ့ပေါ်ပေါက်လာလေးရှိပါတယ်။ကျွန်ုပ်တို့ဘဝမှာကြုံတွေ့ရင်ဆိုင်ရတဲ့ပြဒနာအခက်အခဲတွေပေါ်မူတည်ပြီးအကြောက်တရားကဝင်ရောက်ချေလဲမှာဖြစ်ပါတယ်။အကြောက်တရားရဲ့အတွေ့အမျိုးမျိုးကို အောက်ပါအတိုင်းတွေ့ရှိရပါတယ်။အပြောင်းလဲလုပ်ရမှာကိုကြောင်ယွင်ခြင်းကျွန်ုပ်တို့ကဘာကိုပဲလုပ်လို့ လုံထုံးလုံနီးတွေစီမင်းစီကန်းနဲ့ကျင်းဝစ်တွေကိုလိုက်နာတတ်ပြီးကိုပိုင်မူဝါဒတွေရည်ဆွဲလုတ်ကင်ခြင်းကြောင့်အောင်မြင်ရမယ်လို့ယုံကြည်တဲ့ဆိုရင်လက်တွေ့အကျိုးဆက်အနေနဲ့အမှန်တကယ်အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ်။အကယ်၍တင်ကလူလိန်လူညာဖြစ်တဲ့ဆိုရင်မူသားပြောဆိုလုတ်ကင်ဆောင်ရွက်တဲ့ဆိုရင်တင်ဟာအောင်မြင်မှုရရှိတော်လဲအတုအယံအောင်မြင်မှုကိုသာရရှိသူဖြစ်ပါလိမ့်မယ်။တင်ကလိညာမှုသာပြောဆိုခြင်းဆိုရဲမကောင်းသောအကျင့်စရိုက်တွေကိုမပြောင်းလဲနိုင်တွေ့တွေ့ ဒါမှမဟုတ်အပြောင်းလဲလုပ်ရမှာကိုကြောက်ရွံ့တဲ့မြတင်ဟာအဲ့ဒီမကောင်းတော့အချင်းစရိုက်တွေအကြားဘဝတစ်ခုလုံးနှိမ့်ယုံသွားတော့မှာဖြစ်ပါတယ်။ကလေးထုံတန်းနဲ့အစင်လာတွေစနစ်တကျတိဆောက်ထားတဲ့ကိုပိုင်မှုတွေတတမတ်ချဲဖြစ်ခြင်းရှင်းအောင်ညီညွတ်ခြင်းတွေကြောင့်တင်အတွက်ထူးခြားသောစွမ်းရည်ကိုဖြစ်စေတော့လေအကြောက်တရားရဲ့စိတ်ခိုင်းချက်အရာတင်ကကောင်းသောအချက်တွေဖြစ်အောင်မပြောင်းလဲပဲ။ မကောင်းသောအခြေအနေတွေကိုသာရေရှည်ဖြစ်တည်စေလိုက်မယ်ဆိုရင်တော့အကြောက်တရားကိုအကြောင်းပြုပြီးတင်ပေါ်ရတစ်ခုလုံးနှင်မုံပျက်စီးရတော့မှာဖြစ်ပါတယ်။တက်ရှုံးမကိုကြောင်းယွင်ခြင်းစရိဒ္ဓကောင်းခြင်းသို့မဟုတ်ယူတာဖြတ်မှတ်ခြင်းတွေရှိထားခြင်းအပြင်တင်ကဘသူဖြစ်စေဗမာနေဗမာအလုံးလုံးပြီးတင်ကိုပဲအချိန်မှမွေးသည့်ဖြစ်စေတင်နေအကျဉ်းစရိုင်းလက္ခဏာတူတော်လူတွေနဲ့တာတွေ့ဆုံပန်းတင်မိသက်ပြီးကောင်းတော်အချက်တွေကိုတောက်လျှောက်လို့ဖြစ်တော့မှာဖြစ်ပါတယ်။ သင်ဟာယူသားဖြတ်မှတ်မှုတွေကို အခြေခံပြီးစူးစမ်းလုပ်ကိုင်းတော်လဲသုံးတရားကြောင့်မမျှော်လင့်မဲကြရှုံးမှုတွေရင်ဆိုင်ရတတ်ပါတယ်။တို့တော်လေသင်္ကာကြရှုံးမှုတွေကနေရရှိတဲ့အတွေ့အကြုံသင်ခန်းစာတွေကိုနမူနာယူပြီးနောက်တစ်ကြိမ်စူးစမ်းရမှာတော့အောင်မြင်မှုတွေရရှိတော့မှာဖြစ်ပါတယ်။အကယ်၍သင်္ကာကြဆုံးမှာကိုကြောက်ရွံ့နေတဲ့သူဖြစ်ရင်အမှန်တကယ်ကြရှုံးမှုနဲ့ရင်ဆိုင်ရတဲ့အခါနောက်တစ်ကြိမ်ပြန်လဲစူးစမ်းချင်းစိတ်ပြောက်ွယ်ပြီးဘဝကိုအရှုံးပေးသွားမှာဖြစ်ပါတယ်။ အမားဝင်ခံရမှာကိုကြောင်းရင်ချင်းယူတာဖြတ်မဲ့စွာ လုပ်ငန်းဆောင်ရွက်သူ အမားကိုမားပါတယ်လို့ဖွင့်ဟဝင်ခံရဲသူဟာလုပ်ငန်းတိုးတက်အောင်မြင်အားလွတ်ဆောင်နိုင်စွမ်းရှိသူဖြစ်ပြီးအမားကိုဝင်ခံရမှာကြောင်းရင်သူမားပါတယ်လို့ထုတ်ဖော်ပြောဆိုရမှာကိုရှေ့ယွန်းတဲ့သူတွေကတော့အားနေချက်တစ်ခုဖြစ်လာပြီးအမြင်မှုထက်ချက်ရှုံမှုစီတို့ဥတီတော်တတ်တာတွေ့ရပါတယ်။ တနည်းအားဖြင့်အမားကိုဝန်ခံရမှာကြောင်ရွတ်တဲ့သူတွေဟာမိမိရဲ့အမားအတွက်တစ်ဖက်သားအပေါ်တောင်းပန်ရမယ့်ကိစ္စအပေါ်ရှယွန်းတဲ့သူဖြစ်ပါတယ်။အမားကိုဝန်ခံရတဲ့သူဟာကိုကျင့်တိတ်ခါနဲ့ညီသူဖြစ်ကြောင်းထုတ်ဖော်ပြသချင်တာဖြစ်ပြီးအမားဝန်ခံရသောတတိကြောင့်အများရဲ့လေးစားကြည်ညိုမှုတွေနဲ့အတူယုံကြည်မှုတွေကိုပါတပါးရရှိသူဖြစ်ပါတယ်။မကျွမ်းကျင်တဲ့မတိသေးသောအရာများကိုကြောင်ရွံ့ခြင်း စီးပွားရေးလုပ်ငန်းတော်တော်များများကိုတူတင်ခန့်မှန်းတွချက်မှုတွေအမျိုးမျိုးနဲ့စွန်းစားမြုံလင်းချက်အမျိုးမျိုးလိုက်တည်ထောက်ထားခြင်းဖြစ်သလိုလုပ်ငန်းလက်ပတ်နေစဉ်ကာလအတွင်းလုပ်ငန်းဆိုင်ရာအမားယူနေတက်နိုင်သည့်များနေပါဖို့စွန်းစားမှုတွေညှော်နေပြီးဘေးကင်းလုံခြုံမှုတွေများစွာပေးနိုင်ဖို့အဖက်ဖက်ကနေကြိုးစားရလေးရှိပါတယ်တဲ့ငါလုပ်ငန်းအောင်မြင်အောင်ကြိုးစားနေစဉ်ကာလအတွင်းကြံဘက်လုပ်ငန်းရှင်တွေနဲ့ပဝင်းကျင်မှလူတွေရဲ့တည်တိုးဝေဖန်ကြရမှုတွေ စိတ်တည်မှုတွေနဲ့ကြုံတွေ့ရတာကိုတင့်ကိုတင်ယုံကြည်မှုတွေရော့ပါသွားပြီးချက်ရှုံးမှုကိုကြောက်ရွံ့နေစေအကျွမ်းချင်မတိသေးသောအဖြစ်ပြက်အကြောင်းအရာတွေနဲ့မကြုံဘူးသေးသောကိစ္စတွေအပေါ်ကြိုးတွေးပြီးကြောက်ရွံ့နေစိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်။တင့်စိတ်ထဲမှာဘလို့အခြေအနေကြောင့်ဖြစ်ဖြစ်ပေါ်ပေါက်လာသောအကြောက်တရားဟာတင့်တို့တတ်အောင်မြင်နိုင်ခြေရှိတဲ့အခွင့်အလမ်းတွေကိုဆက်တိုက်ပိတ်ဆို့သားစီထားမှဖြစ်ပါတယ်။ တင်းစိတ်အတွင်ကြောက်စိတ်ဝင်လာပြီဆိုတာနဲ့တင်းဟာခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကိုမချနိုင်တော့ပဲလောကင်ဆောင်ရမှုအမှန်တမျှလွဲချော်မှုတွေရှိလာပါလိမ့်မယ်တင်းကအကြောက်တရားရဲ့ငွေရောက်ချေလဲမှုကိုလက်မခံလိုဘူးဆိုရင်အကြောက်တရားပြောက်ကွယ်အောင်ဘလို့ကန့်တဲ့စီမံရမယ်ဆိုတဲ့ဤလန်းကောင်းကိုရှာဖွေပေးပါတင်ကအကြောက်တရားကိုအစောပိုင်းမှကတည်းကအပိသက်ဖယ်ရှားနိုင်ရှင်ရှိခဲ့ရင်တော့အကြောက်တရားရဲ့ဩဇာလွန်မှုမှုကိုအစင်မြဲခတ်စားရမှာဖြစ်ပါတယ် တဲ့ဟာမကြမ်းကျင်သေးမသိသေးသောအရာတွေကိုကြောင်ရင်ဆရာမလိုအပ်သလိုအတွေ့အကြုံတစ်တွေရရှိပါကလက်တွေ့အသုံးချနိုင်ဖို့အရင်သိပြသင်ပေးထားပါတင့်မှာရှိနေသောအကြောက်တရားတွေကိုစိတ်ထဲကနေဖယ်ရှားနိုင်ခြင်းမရှိသေးရင်တင့်ကိုယ်ပိုင်စဉ်စားတွေးခေါ်မှုတွေနဲ့ကိုယ်ပိုင်အမြင်တွေစွမ်းအင်ရောကြပြီးလုပ်ငန်းဆိုင်ရာအရေးပါသောကိစ္စတွေမှာထင်မြင်ချက်ပြီးနိုင်စွမ်းနေပါရောကြသွားမှာဖြစ်ပါတယ် ်ထို့အခါတင့်ကိုပိုင်အရေးချင်းနဲ့အမြင်နိုင်ချေရှိတဲ့အခြေအနေတွေလည်းတဖြည်းဖြည်းလျော့ပါလာမှာဖြစ်ပါတယ်။ဒါကြောင့်ဘလို့အခြေအနေအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့အကြောက်တရားဖြစ်စေအချိန်တို့အတွင်းစောစီးစွာဖယ်ရှားထားဖို့လိုပါတယ်။လူကြံခံရမည်ကိုကြောင်းရွင့်ခြင်းတင်က လုပ်ငန်းဖွဲ့စည်းတစ်ခုအတွင်းကောင်းစားမန်နေဂျာ အမှုဆောင်အရာရှိချုပ်စီးပွားရေးဆွမ်းဆောင်ရှင်စတဲ့ဖြင့်တယောက်ယောက်ဖြစ်နေပါကသင်ဟာအခြားသူရဲ့လှုပ်ကြံခံရမယ့်အရေးကိုမျှော်သွေးနေဖို့အခွင့်မသားပဲတာဝန်နဲ့လုပ်ပိုင်ခွင့်နဲ့အတွက်အခက်ခဲရှိနေသည့်ဖြစ်စေရင်ဆိုင်မှုတတိရှိနေပြီးဖြစ်နေရပါမယ်။ကောင်းဆောင်ဖြစ်သူသင်ဟာလုပ်ငန်းအတွက်တိုတက်အောင်မြင်ရေးကိစ္စကိုရှေ့ရှုဆောင်ရွက်ရသောကြောင့်တပားသူတယောက်ယောက်ကကြောက်တုံးလားအပြစ်ဖို့လားလှုပ်ကြံခြင်းကိုခံရတာတွေရှိလာမယ်လို့ကြိုတွေး ကြောက်ရွံ့နေမယ်ဆိုရင်ကောင်းဆောင်ကောင်းပီးသားစွာနဲ့အရေးချင်းပြခွင့်မရတော့ဘဲအကျိုးမဲ့အချင်းကြီးကြရှုံတော့မှာဖြစ်ပါတယ်။ဒါကြောင့်အကြောက်တရားကို စိတ်အတွင်းမှာဖယ်ထုတ်ပြီးကိုကိုကိုယုံကြည်မှုကိုသာမြင်မစွာသာရှိပေးပါ။တတိရှိရှိဆောင်ရွက်ပါ။ကျွန်တို့လုပ်ငန်းအတွက်အရေးပါသောဆုံးဖြတ်ချက်တွေချမှတ်ရမှာတတိရှိရှိဆုံးဖြတ်နိုင်မှုလိုပါတယ်။သင်ကလုပ်ငန်းအဖွဲ့အစည်းအတွင်းခေါင်းဆောင်ဖြစ်နေတဲ့ကာလပတ်လုံးကိစ္စရပ်အလုံးအပေါ်တာဝန်ယူတာဝန်ခံနိုင်စွမ်းရှိနေဖို့လိုအပ်ပြီး ။တင်ကတတိနေသူဖြစ်ပါကတင်ရဲ့ခေါင်းဆောင်ဆိုတော့အခန်းကဏရဲ့ဩစာရှိန်ဝါလုပ်ပိုင်ခွင့်နဲ့လည်းပြောဆုံးသွားမှာဖြစ်ပါလေ။တင်အတွက်အန်ဒီအများသောကိစ္စတွေကိုဂိုင်းတွယ်ဆောင်ရဲရနိုင်ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ပြီးတင်ဖြည့်ရှင်းလို့တော့ကိစ္စတွေအတွက်တတိရှိရှိဆက်လက်ဆောင်ရွက်ပေးပါ။အစီအစဉ်ကောင်းများစတင်ရေးဆွဲခြင်းဆူဆာမှုပါတော့ဆုံးဖြတ်ချက်တွေမလုပ်ခင်အခြားနားလေတကြွသူများနဲ့အတွေ့အကြုံရှိပြီးသူများထံအကြံဉာဏ်ကောင်းများရယူပေးပါ တင်ဆောင်ဖြတ်ဆောင်ရရမယ့်ကိစ္စတွေကကင်တွဲစီမံမှုဖြစ်နိုင်ခြင်းရှိမရှိဥစွာစစ်ဆေးပေးပါစွစားရမယ့်ကိစ္စတွေကအမှန်တကယ်စွစားဖို့တင်မတဲ့စွန်စားသလားအကျိုးရှိနိုင်မရှိနိုင်ကိုဥစွာစစ်ဆေးပေးပါအကယ်၍တင်ဆွတ်စားသလောက်အကျိုးမရှိနိုင်သောကိစ္စဖြစ်နေပါကအစီအစဉ်ကောင်းများစတင်ရေးဆွဲမှသာစတင်လုပ်ကိုင်းဖြည့်ရှင်ပေးပါ။ဘေကင်းလုံခြုံမှုရှိသောအခြေအနေများကိုဖန်တီးခြင်း ကျွန်တော်ကလက်ရှိလောက်ခိုင်နေတဲ့အလုပ်ကိုဘလောက်ပဲအဆင်ပြေချောမမှုတွေရှိနေလို့နှစ်သက်တည်ဖြစ်စေအကယ်၍ကျွန်တော်လက်ရှိအလုပ်မှာကြောက်ရွံ့မှုတွေရင်ဆိုင်ခဲ့ရရင်သို့မဟုတ်ကျွန်တော်မျှော်မှန်သလောက်အကျိုးဖြစ်ထွန်းမှုတွေမရှိခဲ့ရင်ကျွန်တော်အတွက်နောက်တစ်ချိန်ကောင်းမွန်စွာရှင်သန်ခွင့်ပေးနိုင်မယ့်သူတွေထံချက်ချင်းရောက်သွားနိုင်မှုသို့မဟုတ်ကျွန်တော် တိကျရင်းနှီးဖူးတူထံချက်ချင်းဆက်တွယ်နိုင်ဖို့လက်ရှိအမြင်မူရနေတဲ့ကျွန်တော်မိတ်ဆွေတွေရဲ့အမြင်နဲ့လိပ်စာတွေကိုစာရွက်မှာချရေးပြီးအန်ဆွဲတဲ့ထည့်သိမ်းထားလိုက်ခဲ့ပါတယ်။ကျွန်တော်အပါဝင်ဘဒုမဆိုစဉ်းစားမှုပါတော်လို့တွေကိုမလွှဲရှောင်တာလှုပ်ဖြစ်တတ်ပြီးအကြောင်းမျိုးမျိုးကြောင့်ကြာရှုံးခဲ့ရင်လည်းအခြားသောနီလန်တစ်တစ်ခုကနေအမြင်မူရယူနိုင်အောင်ကြိုးစားဖို့လိုပါတယ်။ဒါကြောင့်လက်ရှိအလုပ်မှာဘလောက်ပဲအဆင်ပြေသည်ဖြစ်စေ အကြောင်းမျိုးမျိုးကြောင့်ကြာရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါခြေလမ်းတွေပြန်ဆာနိုင်ဖို့ဘေကင်းလုံခြုံမှုရှိစေဖို့ကောင်းမွန်သောအခြေအနေတွေကိုကြိုတင်ဖန်တီးနိုင်မှုလိုအပ်ပါတယ်။အကြောက်တရားများကိုစူပေါင်းအင်အားဖြင့်ဝိုင်းဝန်းတိုက်ခိုက်ပါတစ္ဆိတ်ထဲမှာရှိနေတဲ့အကြောက်တရားကိုရင်ဆိုင်တိုက်ခိုက်နိုင်မှုအတွက်တစ်ခါတည်းရင်တင်းတယောက်ထဲနဲ့ကိုစွမ်းညံစွမ်းလောင်နဲ့မဆွဲဆောင်နိုင်တာကိုတွေ့ရပါမယ်။ တင်ကအကြောက်တရားကိုသူဦးရင်ရင်ဆိုင်ရတဲ့ကအကြောက်တရားကတင်ကိုပုံမကြောက်မဖွဲကောင်းအောင်ချင်းချောင်းနေမှာဖြစ်တာကြောင့်စူပါအာနဲ့ရင်ဆိုင်နိုင်မှုလိုအပ်ပါတယ်။အကြောက်တရားကိုရေဝန်ဆိုင်ရင်ဆိုင်နိုင်မှုအတွက်လိုအပ်သောစူပါအင်အားရရှိစေရန်အကြောက်တရားကိုတွန်းလန့်လို့သူများအားဖိတ်ခေါ်ပေးပါ။အကြောက်တရားကိုတွန်းလန့်လို့သူတွေမှာရရင်ချင်းတတိရှိချင်းကိုကိုကိုယုံကြည်မှုရှိချင်းလူအများကိုကောင်းဆောင်နိုင်စွမ်းရှိချင်းဆိုတဲ့အရေးတွေကလည်းလိုအပ်လာပါလိမ့်မယ်။ အပိုင်းတော့ ကောင်းနာရီအစာထိုးနိုင်စေဖို့လက်ရှိစနစ်တစ်ခုလုံးကိုပိတ်သိမ်းပါကောင်းသောကိစ္စတွေအစာထိုးနိုင်မှုအတွက်လက်ရှိစနစ်တွေကိုဘယ်လိုစတင်ဖြတ်သိမ်းမှာလဲလက်ရှိအခြေအနေအနေထားတွေနဲ့ပတ်သက်ပြီးတင်ဘက်ကအသက်နိုင်ဆုံးယူသားဖို့လိုအပ်ပါတယ်တင်ရဲ့လုပ်ငန်းဖွဲ့စည်းဟာဘယ်ခေတ်ဘယ်ကာလမှာရောက်နေတယ်လဲဆိုတာစစ်ဆေးပေးပါတင်ရောက်ရှိနေတဲ့နေရာကိုသဘောပေါက်နားလဲတယ်ဆိုရင်တင်သွားလိုတဲ့နေရာ ရောက်လို့တဲ့နေရာကိုဘလို့သွားရမလဲဆိုတာကိုစိတ်ပိုင်းဖြစ်နိုင်စွမ်းရှိလာပါလိမ့်မယ်။ဒီတော့တင်ပေနေရာကနေစတင်တင်လဲဆိုတာကိုစဉ်းစားပေးပါ။ထို့နောက်တင်လုပ်ငန်းနဲ့ပတ်သက်ပြီးတင်ယုံကြည်ချက်ကဘာလဲဆိုတာစဉ်းစားပါ။ပြီးရင်တင်ကရှင်တန်ရည်တည်မှုအတွက်ဘလို့စီကန်းတွေချမှတ်ဆောင်ရွက်ရမယ်ဆိုတာကိုစဉ်းစားဆုံးဖြတ်ပေးပါ။တင်ရဲ့ယမန်ချက်ပန်းနိုင်တဲ့မြုံလင်းချက်တွေကပါလဲ။လုပ်ငန်းဖွဲ့စည်းတွေကို လူအများနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ တင့်လုပ်ငန်းထဲမှာလူအရေးအတွက်များလေအပြောင်းလဲတွေကနှီးကွေးလေဖြစ်ပါလိမ့်မယ်တဲ့အတွက်ပိုကောင်းသောစီးပွားရေးလုပ်ငန်းပိုကောင်းသောပြုမှုဆောင်ရွက်မှုတွေနဲ့ပိုကောင်းသောစနစ်တွေကိုအကောင့်ထည့်ဖို့ပြီးတူတက်အောင်လုပ်နိုင်ဖို့လက်ရှိစနစ်ကိုဖျက်သိမ်းပြီးအကောင်းဆုံးသော ပုံစံတွေနဲ့အစားထိုးရမှာဖြစ်ပါတယ်။ကောင်းချင်အမျိုးမျိုးဖြင့်ရှင်တန်ရည်တည်ပေးပါ။တဲ့လုပ်ငန်းအဖွဲ့အစည်းအတွင်းဆွမ်းအားအကြီးဆုံးသူတွေကဘယ်သူတွေလဲ။အမှုဆောင်အရာရှိချုပ် CEO လား၊ Director ဘုတ်အဖွဲ့လား သို့မဟုတ်ရှေယရှင်တွေလားတကယ်တော့အထက်ပါပုဂ္ဂိုလ်ဖွဲ့စည်းတွေတဦးတဖွဲ့မှမဟုတ်ပါဘူးတင်သာလင်အရေးအချင်းအရေးတွေနဲ့အထုံးပါရမီကောင်းတွေပိုင်ဆိုင်ထားတဲ့ဆိုရင်လုပ်ငန်းခွင်အတွင်သို့မဟုတ်လုပ်ငန်းအဖွဲ့အစည်းအတွင်သို့မဟုတ်ဈေးကွက်အတွင်ဩဆအရှိဆုံးစွမ်းအားရှိဆုံးသောဒုတိယဖြစ်နေပါလိမ့်မယ်တင်ဟာစီးပွားရေးဆွမ်းဆောင်ရှင်တို့မဟုတ်စီးပွားရေးလုပ်ငန်းရှင်လောကမှာခေါင်းဆောင်တယောက်ဖြစ်နိုင်တယ်လို့တင်ကိုယ်တိုင်စားသုံးသူဖောက်တဲ့တယောက်ဖြစ်နိုင်ပါတယ်။တင်ဟာဘယ် ပိုင်းကန္နဘယ်နေဘဲမှာရှင်တန်ရက်တည်ရသည်ဖြစ်စေကောင်းချင်းမျိုးမျိုးနဲ့ရှင်တန်ရက်တည်နိုင်မှုလိုအပ်ပါတယ်။တင်ကအရာရာမှာကောင်းနာရေးချီဖြစ်စေခြင်းနဲ့ဆိုရင်တင်ကိုယ်တိုင်ကစားသုံးသူဖောက်တဲ့ကောင်တယောက်ဖြစ်အောင်နေတတ်ဖို့လ ీల ာတင်ယူရမှာဖြစ်ပါတယ်။ကောင်းနာရေးကိုသာရွေးချယ်ဆောင်ရွက်ပေးပါ။အမေရိကန်အင်နာမီတာစုတွေဟာ ပြည်မြအားဖြင့်ဈေးကွက် အတွင်းနှစ်စဉ်သုံးဆွဲငွေပေါင်းဒေါ်လာ9000အထိရှိတာတွေ့ရပါတယ် ပုံမကမွန်တော့လောကတဲ့တခုတိစားဖို့တင်ကထောက်ကွန်ကဏမှာယင်းနည်းမြုံနံမှုလိုအပ်တယ်လို့တင်ဘက်ကဖောက်တယ်တွေပေါ်ပေးနိုင်တော့ဝန်ဆောင်မှုကတင်တန်ဖို့နဲ့ယုံကြည်မှုတွေကိုဟန်ချက်ညီအောင်ထင်ကြီးပေးဖို့လိုပါတယ်။တင်ကကိုကိုတိုင်းကြတုံးဆွဲဖို့အတွက်ကောင်းတဲ့ပစ္စည်းတွေကိုသာရွေးချယ်ဝယ်ယူတတ်မယ်ဆိုရင်ဖောက်တယ်နေရာကနေပြီးပစ္စည်းကောင်းတွေကိုရွေးချယ်ဝယ်ယူခွင့်ရရှိသူတယောက်ရဲ့ခန်းစားချက်တွေကိုကိုကျင်းစားစိတ်ထားရှိပြီးအပြေအဝနားလည်နိုင်မှာဖြစ်ပါတယ်။ ပစ္စည်းကားဝယ်ယူခွင့်ရရှိသူဖောက်တယ်တွေဟာပစ္စည်းဝယ်ယူဖို့ငွေကြေး30ချင်းအပေါ်ဘရောမနှမျောတူတုံချင်းမရှိကြပါဘူး။ဒါကြောင့်လည်းပစ္စည်းကားဝယ်ယူနိုင်မှုအတွက်ခေါင်းနာတွေကိုပဲရေးချယ်ဝယ်ယူတတ်တဲ့အလေးချက်တွေထွန်းကားလာရခြင်းဖြစ်ပါတယ်။တင်ကားကောင်းသောအရာတွေကိုပေးဆောင်ခြင်း၊ကောင်းသောကိစ္စတွေကိုမျှဝေခြင်းလှူဆောင်ပေးပါကတင်အတွက်ကောင်းသောကိစ္စတွေကိုဒါရရှိခံစားရမှာဖြစ်ပါတယ်။ကောင်းမွန်စွာအစာပြုလုပ်ကိုင်ဆောင်ရွက်ခြင်း လူများစုအနေနဲ့စီပွားရေးလုပ်ငန်းစတင်လုပ်ကိုင်းဆောင်ရွက်ဖို့အကောင်းဆုံးသောနည်းလမ်းကို ပထမဆုံးရှာဖွေပြီးတခါတည်းမှာလည်းလုပ်ငန်းဆောင်ရွက်မှုပုံစံကိုအသွင်ပြောင်းခြင်းပြုလုပ်တာကောင်းချင်အမြင်မျိုးနဲ့အစာပြုလုပ်ကိုင်းတာတွေရှိတတ်ကြပါတယ်။ကောင်းမွန်သောအစာပြုလုပ်ကိုင်းဆောင်ရွက်ခြင်းကြောင့်ကောင်းကျိုးအမြင်မျိုးကိုရရှိပြီးအနာဂတ်ကာလတွေမှာလည်းကောင်းသောကိစ္စတွေကိုသာဆင်ခဲ့ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ကျွန်ုပ်တို့ကခေတ်ကာလမှာစီပွားရေးလုပ်ငန်းတွေကိုခင်မီတိုးတက်တဲ့ နည်းပညာအကူအညီနဲ့ကောင်းမွန်စွာလည်ပတ်နိုင်စွမ်းရှိကြပါလေ။ဒါကြောင့်လည်းလုပ်ငန်းစတင်ချိန်ကလေးကတာထက်ကောင်းခြင်းဖြင့်တည်ဆောက်မှုတွေလုပ်ပေးနိုင်ပြီးကုန်ထုတ်အရေးအတွေးမြင့်မားရေးနဲ့ဖောက်တယ်တွေစိတ်တိုင်းချမဲ့ဝန်ဆောင်မှုပေးနိုင်ရေးကိုအချိန်ပြည့်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ကောင်းမွန်သော အစပြုမှုတွေလုပ်ပေးနိုင်ခဲ့တဲ့အကျိုးဆက်တွေအနေနဲ့စိုးစားရင်းနှီးမြှုပ်နှံမှုတွေကိုရည်သွေးရည်ရှိစီမံကိန်းတွေရေးဆွဲပြီးလုပ်ကိုင်နိုင်ခဲ့ကြပါတယ်။ ယနေ့ခေတ်ကာလမှာအရင်ရှိစနစ်ဟောင်းရဲ့ဒလိထုံတန်းတွေလုပ်ငန်းလဲပန်းမှုစနစ်တွေကိုအကုန်အစင်ပြိုလဲပြစ်လိုက်ပြီးလက်ရှိကာလနဲ့ကန့်ညီမှုရှိတဲ့အခြေအနေအရရကိုအစာထိုးဆောင်ရွက်ခဲ့ကြပါတယ်။အရင်ရှိခေတ်စနစ်ဟောင်းအရာငွေကြေးအမျက်စုံတွေကိုညီမျိုးစုံသုံးပြီးရနိုင်သမျှမြင်များရအောင်ရှာဖွေစုဆောင်ချက် ရရှိသောအကျိုးမြတ်တွေကိုအသုံးပြုပြီးနောက်ထပ်လုပ်ငန်းအသစ်များသူချိတ်လုပ်ကိုင်ဆောင်ရွက်ခြင်းဈေးကွက်ကိုအုပ်စိုးခြင်းဆိုတဲ့ကိစ္စတွေကိုသာအဓိကအာရုံစိုက်ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ခေတ်သစ်အရင်ရှင်စနစ်မှာတော့မိမိတို့ကုန်ထုတ်ပစ္စည်းကိုဈေးကွက်အတင်းကျရှည်စွာနေရယူထားနိုင်မှုဖောက်တယ်တွေစိတ်ကျဉ်နှံမှုရရှိစေမယ့်ဝန်ဆောင်မှုပေးခြင်းတွေကို အထူးတောင်းဝင်တဲ့အနေနဲ့ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ခေတ်သစ်အရင်ရှင်စနစ်အရငွေကြေး အကျိုးစီးပွားဖြစ်ထွန်းအောင်လုပ်ငန်းကြီးတွေတည်ဆောက်လုပ်ကိုင်နာမှန်တော်လဲကွန်မြူနီအချင်းချင်းပညာသားပါပါ ရှင်ပြိုင်မှုတွေဤပညာအပြန်ဆိုင်အသုံးချနိုင်မှုတွေကွန်မြူနီရဲ့ဂုဏ်တိတ်ခါမြင့်မားမှုတွေကိုအထူးလေးပေးဆောင်ရွက်ခဲ့တာတွေ့ရပါတယ်ခေတ်သစ်အရင်ရှင်စနစ်ကိုကောင်းမွန်စွာအသုံးချသူတွေဟာတင်ကိုရေချင်းကောင်းတွေစွမ်းဆောင်ရည်ကောင်းတွေအထူးကထားပြီးစနစ်တကျလေ့ကျင့်ပြုထောင်ထားတဲ့ကောင်းဆောင်စင်စင်လက်ထဲမှာကွန်မြူနီကိုအနှံထားလေးရှိပါတယ် ခေါင်းဆောင်ကောင်းတွေကိုဦးဆောင်တဲ့ကုမ္ပဏီတွေဟာအစဉ်လာရအမြင်မှုရလေးရှိတတ်ပြီးတစ္ဆာဆောင်တည်တော့ဖောက်တဲ့တွေစီကနေတုံ့ပြန်မှုကောင်းတွေရရှိလေးရှိပါတယ်။ကုမ္ပဏီကြီးတွေမှာတာဝန်ထမ်းဆောင်တဲ့ပီကိုအရေးသွေးနဲ့ဆွမ်းဆောင်ရည်ပြေးွားတဲ့ခေါင်းဆောင်တွေရဲ့တန်မိုးကိုကုမ္ပဏီအတွက်ရရှိသောအကျိုးမြတ်တွေနဲ့နိုင်ရှင်ပြီးတန်မိုးသတ်မှတ်ထားနိုင်စွမ်းမရှိပါဘူး။ခေတ်ကလအရင်ရှင်စနစ်အရနံမည်ဆိုဖြင့်ကြော်ကြသောကုမ္ပဏီတွေဟာ တကယ်တော့မကောင်သောကုမ္ပဏီတွေမဟုတ်ဘဲ၎င်းတို့ဥဆောင်နေတဲ့မကောင်သောခေါင်းဆောင်တွေနဲ့အရေးချင်းညံ့ဖြစ်မှုစေတနာမထားနိုင်မှု လုပ်ငန်းကျွမ်းကျင်မှုမရှိမှုဆိုတဲ့အခြေအနေတွေထောက်တာဖြစ်ပါတယ်။ဒါလုပ်ငန်းမဆို ကောင်းမွန်စွာအစပြုလုပ်ကိုင်နိုင်မှုအောက်ပါထိရောက်တဲ့အကြံဉာဏ်တွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်။နံပါတ်၁အခုချက်ချင်းအစပြုပေးပါအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာသူတို့ဘာလုပ်ချင်နေဆိုတာကိုကိုယ်တိုင်သိရှိနားလည်ပြီး ပါလို့တင်နေဆိုတာကိုပါဆုံးဖြတ်နိုင်သူတွေဖြစ်ပါတယ်။ဆုံးဖြတ်ချက်ချပြီးသွားရင်လည်းဘလို့အကောင့်ထည့်ဖို့ဆောင်ရွက်မယ်။စီးပွားရေးလုပ်ငန်းတရားဝင်လုပ်ကန်ခွင့်နဲ့အတွက်ဘလို့ license လျှောက်ထားမယ်။နိုင်ငံတော်အတွက်အခွန်နှုန်းထားဘလို့တင်တွင်းရမယ်ဆိုတာကအစအသေးစိတ်စည်းကွက်တစ်ချက်ပြီးအကောင့်ထည့်ဖို့နိုင်စွမ်းရှိကြပါတယ်။ ဘာလို့ကိုပဲလုတ်တီးဖြစ်စေကောင်းမွန်စွာအစာပြုလုတ်ကင်နိုင်ခြင်းကသာရရှိကာလာအနာကက်အထိကောင်းကျိုးတွေရှိမယ်ဆိုတာကိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တိုင်းကအသိရှိနားလည်ထားပြီးဖြစ်ကြပါဗါလုံခေတော့နှစ်အနေငယ်အတွင်းကျွန်တော်ဟာအတော်ဆုံးသောစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ဆွမ်းဆောင်မှုအစဉ်စဉ်ကိုအသက်နိုင်ဆုံးအသေးစိတ်သိရှိအောင်ချင်ကပ်လေ့လာခဲ့ပါတယ်။ကျွန်တော်ကအာမြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံနိုင်သူတို့လုပ်ငန်းအတွေ့အကြုံနဲ့ဖြတ်သန်းခဲ့တဲ့ ခီးတွေအရာဘယ်အရာကိုလုတ်တင်နဲ့ဘယ်အရာတွေကိုတော့ရှောင်ရမယ်ဆိုတဲ့အချက်တွေကိုတရားစွာလေ့လာတင်ယူခဲ့ပါတယ်။ကျွန်တော်အထင်အရှားတိလိုက်ရတဲ့အချက်လက်တွေကတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာသူတို့လုပ်ခိုင်းတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးအခြေခံအသေးစိတ်ကအစားနားလည်အောင်လေ့လာကြတယ်။မတိတာကိုသိအောင်မေးမြန်းပြီးအရာရာကိုကိုယ်တိုင်သိရှိထားနိုင်အောင်ပတ်ပေါင်းစုံကိုစောင့်ကြည့်ကြသူတွေဖြစ်ပါတယ်။ဒီတော့သူတို့ကိုယ်ပိုင်ကြံ့ကျင့်မှုတွေကို သူ့နေရာနဲ့အတူအကျိုးရှိရှိအသုံးချတယ် ကျေပဘဟုဒုတာကျေဝါပြီးအမြဲတစေလ ీల တင်ယူလို့တဲ့စိတ်တွေမြူထားနိုင်ကြတယ်။သူတို့ဘာလို့လို့ကိုကိုကိုယုံကြည်မှုအပြည့်ရှိပြီးမြုံလင်းချက်ကောင်းတွေနဲ့ရှင်သန်တတ်ကြတယ်။အဖက်ဖက်ကနေတဘာဝကြကြစဉ်စားရွေးချယ်ဆုံးဖြတ်နိုင်သူတွေဖြစ်တာကြောင့်အကြောက်တရားကိမဲတဲ့စိတ်တွေနဲ့ရှင်သန်နေထိုင်နိုင်ကြတယ်။တခါတည်းရင်စွန့်စားမှုတွေပါတဲ့အလုပ်တွေယင်းနည်းမြုံနှံမှုလုပ်ငန်းတွေကိုလုပ်ရမှာလေ။ရဲရင်ပြတ်သားမှုတွေကြောင့်အောင်မြင်တာကိုတွေ့ရပါတယ်။ ကြောင့်အမြင်မှုရယူနိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအတူယူပြီးကျွန်ုပ်တို့ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲပို့နိုင်မှုလိုပါတယ်။အကြောက်တရားရှိသူတွေအနေနဲ့မိမိတို့အလိုဆန္ဒအတိုင်းဘယ်အလို့ကိုလက်တွေ့ဖြစ်မြအောင်အကောင့်ထဲမပို့နိုင်ပါဘူး။ဒါကြောင့်တင်းအတွက်အခွင့်အရေးကောင်းနေပြီးနေတဲ့လက်ရှိအချိန်မှာစိတ်ကူးအိမ်မက်တွေအိမ်မက်ချက်တွေကိုချက်ချင်းလန့်ငင်းစတင်အကောင့်ထဲပို့ပေးပါ။နံပါတ်1မှန်ကန်မှုတွေနဲ့ဒါစတင်ပေးပါ။ တင်ကအလုတ်တစ်ခုစတင်လုပ်ကင်တော့မယ်ဆိုတာနဲ့အကြောက်တရားကိုဥစွာရှင်းထုတ်ထားပေးပါ အကြောက်တရားကိုစောစီစွာမရှင်းပြထားပါကတင်ပွားတစ်ခုလုံးဒါအလုတ်ကိုမှကောင်းစွာလုပ်နိုင်မှာမဟုတ်တလို့ဘယ်တော့အခါမှလည်းအောင်မြင်တော့မှာမဟုတ်ပါဘူးလုပ်ငန်းစတင်လက်ပတ်တော့မယ်ဆိုတာနဲ့တင်ဟာယူသားဖြတ်မှတ်မှုတွေရှိနေဖို့လိုအပ်ပါတယ်ဒါမှသာတထွက်ကောင်းတော့ခြေလမ်းတစ်တွေနဲ့မှန်ကန်မှုတွေနဲ့စတင်နိုင်မှာဖြစ်ပါတယ်နံပါတ်2ဂုံယူဖွဲ့ကိစ္စများနဲ့စတင်ပေးပါ ။တင်ကစီးပွားရေးလုပ်ငန်းအတွက်မျှော်ကိုပြီးလုပ်ငန်းတည်ထောင်လုပ်ကင်တော်လဲတင်ရရှိတဲ့အကျိုးမြတ်ထဲမှာတချို့သောရာဂိုင်နှုန်းတွေကို ပေကန်းလူတန်းချင်းတွေမှာအသုံးချနိုင်မယ်ဆိုရင်တင်အတွက်ဂုံယူဖွယ်ကိစ္စတွေရှိနေပါလိမ့်မယ်။နံပါတ်၄ကောင်းသောအစာပြုခြင်းတွေကိုဘရောမမရက်တန်းတင်မှာတင်ကဟီမန်ချက်ပြည့်မြအောင်မြင်ဖို့ကြိုးစားနေခြင်းအတွင်ကောင်းသောအစာပြုခြင်းတွေကိုနေရာတိုင်းမှာလှူဆောင်ပေးဖို့လိုပါတယ်။ကောင်းမွန်သောဥဆောင်ခြင်း ကမ္မနောဥဆောင်ချင်းဆိုတာကတာဝန်ယူတာဝန်ခံနိုင်စွမ်းရှိသောပြည်တနာအခက်အခဲအမျိုးမျိုးအားရင်ဆိုင်နိုင်စွမ်းရှိသောကောင်းဆောင်မျိုးရှိတဲ့အရေးအတွေးအရေးချင်းမျိုးကိုဆိုလိုပါတယ်။ကမ္မွန်သောဥဆောင်နိုင်စွမ်းရှိတဲ့ကောင်းဆောင်တွေဟာအောက်ပါအရေးချင်းတွေကိုပိုင်ဆိုင်ထားတတ်ပါတယ်။ကောင်းသောအစဉ်အလာ ကောင်းသောအရေးတွေများကိုရည်ရှိထိန်းသိမ်းထားနိုင်ခြင်း၊လုပ်ငန်းဆောင်ရွက်ရာ၌ထိန်းချံ၊ကွယ်ဝန်းမှုမရှိဘဲပွင့်လင်းမြင်သာစွာလုပ်ကိုင်ခြင်း၊တာဝန်ယူတာဝန်ခံနိုင်စွမ်းရှိခြင်း ထူးချွန်သောအလုပ်သမားများအားချီးမွမ်းဂုဏ်ပြုပေးခြင်းလုပ်ငန်းဆောင်ရွက်နေပုံစနစ်အားလိုအပ်သလိုပြုပြင်ပြောင်းလဲပေးခြင်းတင့်အတင်းအဖွဲကိုအသွင်ပြောင်းလို့ရဆိုရင်ချက်ချင်းလက်ငင်းပြောင်းလဲဖို့ထက်အချင်းယူပြီးဖြည်းဖြည်းချင်းပြောင်းလဲပေးဖို့လိုပါတယ်အတင်းအဖွဲတစ်ခုလုံးတိဆောက်ရမှာဖြစ်စေကြောင်းလဲရမှာဖြစ်စေနိုင်ရင်တိုင်းတစ်ခုတိဆောက်ထားတယ်လို့မျိုးအစင်လိုက်တစ်ဖြည်းဖြည်းချင်းတိဆောက်ပေးဖို့လိုပါတယ် နိုင်ငံတတိုင်းတိဆောက်သူကအုတ်ကူဒေါ်လာစီစီရတကယ်တော့အသင်းဖွဲ့ကိုတိဆောက်ပြောင်းလဲခြင်းဟာလုပ်ရမှာလဲအစင်လိုက်ပြောင်းလဲခြင်းနဲ့လုပ်ပေးဖို့လိုပါတယ်။ဒါမှသာတင်းရဲ့တိဆောက်ခြင်းဖြစ်စေအောင်မြင်ခြင်းဖြစ်စေသာရှိခိုင်မြဲသော အခြေအနေကိုရောက်ရှိပါလိမ့်မယ်။အကောင်းကနေဆိုးသွားနိုင်တဲ့တိလုပ်ငန်းအတွင်ကောင်းသောအခြေအနေတွေကနေဆိုးသောအခြေအနေတွေဖြစ်မလာရအောင်အခြေအနေတရက်စီအတွက်တုံ့ပြန်မှုကောင်းနေပေးနိုင်မှုလိုအပ်ပါတယ်။ တဲ့အနေနဲ့အောက်ပအချက်လက်တွေကိုလိုင်းနာဆောင်ရွက်နိုင်မှာကအကောင်ကနေစိုးနိုင်တော့အခြေအနေတွေကိုကြိုတင်ကာကွယ်သွားနိုင်မှာဖြစ်ပါတယ်။နံပါတ်၁လက်တွဲလုတ်ကင်ဆောင်ရွက်နိုင်မဲ့သူကိုညံပပရေးချဲပါ။တဲ့လုပ်ငန်းအတွက်ယင်းဒီမြုပ်နယ်မဲ့သူတွေကိုရေတီချစွာရေးချဲရမှာဖြစ်ပြီးကျွမ်းကျင်ဝန်ထမ်းတွေခန္ဓာရေးကိုလည်းတီချစွာစစ်ဆေးရေးချဲဖို့လိုအပ်ပါတယ်။တဲ့နဲ့လက်တွဲလုတ်ကင်ဆောင်ရွက်နိုင်မဲ့သူကိုညံပပရွေးချက်နိုင်ခြင်းဖြင့်တင်လုပ်ငန်းအောင်မြင်မှုအတွက်များစွာအထောက်အကူပြုပါလိမ့်မယ်။ ။နံပါတ်2တင်ကတင်ပိသားစွာနေပါ။တင်မှာရှိနေတဲ့အရေးချင်းအရေးသွေးတွေနဲ့လိုက်ဖက်ညီစွာပြုမှုဆောင်ရွက်လုပ်ကိုင်နိုင်မှုလိုပါတယ်။အောင်မြင်မှုရနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေခေါင်းဆောင်တွေဟာသူတို့ဘာလုပ်ရမယ်ဆိုတာကိုကိုယ်တိုင်သိရှိနားလည်သူတွေဖြစ်ကြပြီးကြာရှုံးချင်းစီဦးတည်သောပြုမှုတွေကိုဘယ်လိုရှာကြရမယ်ဆိုတာကိုကိုယ်တိုင်နားလည်သူတွေဖြစ်ပါတယ်။တင်ကကိုယ်ပိုင်ရည်သွေးတွေကို လက်တွေ့အသုံးချထားနိုင်ပြီဆိုတာနဲ့တင်ွေပါလိုအပ်တဲ့ဘာတွေကိုလေ့လာထားတဲ့နယ်ဆိုတာကိုပါတပါးတဲ့နားလည်နိုင်သူတွေဖြစ်ပါတယ်။နံပါတ်၃ကြာရှုံးမှုတွေနဲ့ကြုံတွေ့ပါကဂျင်းနဲ့စွာရင်ဆိုင်ပေးပါ။တင်ပေါ်မှာကြာရှုံးမှုတွေနဲ့ရင်ဆိုင်ရပြီဆိုတာနဲ့စိတ်ပြအားငယ်ခြင်းမရှိပဲဘာကြောင့်ကြာရှုံးရလဲဆိုတာကိုအဖြေရှာပေးပါငါဘာတွေအမှားလုပ်ခဲ့မိတလဲငါအတွက်ပို့ပြီးအစဉ်ပြေချောမွေးစေမယ့်အလုပ်တစ်ခုခုမြန်ရှိနေမလား ငါဘဝတိုးတက်အောင်မြင်မှုအတွက်ဘာရီလိုအပ်နေတယ်လဲတင်ကချာရှိုးမှုကနေတင်ကန်းစာကောင်တွေရယူပြီးနောက်တစ်ချိန်စူးစမ်းအောင်မြင်မှုလိုအပ်တဲ့အပိုင်းကိုဖြစ်ဆွတ်ပေးပါတင်ဘဝမှာအထုံပါရမီကောင်းတွေရှိတဲ့သူတွေကိုများစွာတည်နိုင်တော်လဲလူကောင်းသူကောင်းတွေတူပေးကတော့ပိုရခဲဝင်သွားတတ်ပါတယ်တင်ကလူကောင်းသူကောင်းတွေနဲ့ဆုံတွေ့နိုင်ဖို့ဥစွာစူးစမ်းပြီးကောင်းသောဝင်ကျင်တစ်ခုကိုတည်ဆောက်ပေးပါနံပါတ်၄လလွတ်နိုင်ဖို့လေလာတင်ယူပါ ဘဝတတတာအတွင်းအခက်အခဲဆုံးသောလုပ်ငန်းတာဝန်တရက်ကတော့တင်ချစ်ခင်နဲ့တက်တူတွေနဲ့ခက်ဝေးဝေးမှနေရချင်တာဖြစ်ပါတယ်။ဒါကြောင့်တင်ဘဝတုတ်တက်အောင်မြင်ဖို့လက်လွတ်တဲ့အရာတွေကိုလက်လွတ်တဲ့ပြီးစောက်ကင်တဲ့အရာတွေကိုစောက်ကင်တက်အောင်လေ့လာသင်ယူပေးပါ။တင်ဘဝတုတ်တက်အောင်မြင်မှုကတင်အသက်မွေးဝမ်းကြားအလို့ပေါ်မူတည်နေတယ်ဆိုရင်တင်အလို့အပေါ်တင်ချစ်တင်ပါတယ်။သို့တော်လည်းအလို့ပေါ်တမိုးထလွန်ချင်းကြောင့်မြတ်တာရေးမှာကြာရှုံးနာမင်းဖြစ်ပါစေနဲ့။ တင့်လုပ်ငန်းခွင်အတွင်းမှာတင်ပြောရှင်တင်ပါတယ်သို့တော်လည်းတင့်အလုပ်ကိစ္စတွေကြောင့်တင့်ကိုယ်ပိုင်လွတ်လပ်ခွင့်ဆုံးရှုံးရတာမျိုးဖြစ်မခံပါနဲ့တင်ကအရေးကြီးတာကိုစုပ်ကိုင်နိုင်မှုအတွက်အရေးမကြီးသောကိစ္စတွေကိုလက်လွတ်တတ်အောင်တင်ယူလေ့လာပေးပါနံပါတ်၅တင့်ကိုယ်တင်ဝန်내ခြေကွက်မှုတွေခန်းစားခွင့်ပြုပေးပါတင်ရဲ့လက်သွဲဖို့ဒါမှမဟုတ်တင်ချစ်ခင်နဲ့တက်ရတော့သူတယောက်ယောက်ကတည်ဆုံသွားတယ်ဆိုရင်တင်စိတ်ခံစားချက်တွေအရာကြွေကွဲဝမ်းနည်းမှုတွေဖြစ်ပေါ်လာတတ်ပါတယ် ။တင်းစိတ်ကဝန်းနေကြွယ်တော့စိတ်ကိုချုပ်တီးစရာမလိုပဲလူလက်စွာဝန်းနေကြွယ်ခွင့်ပြုဖို့လိုပါတယ်။တင်းကစိတ်အတွင်ဝန်းနေကြွယ်မှုကိုမြှုပ်သိမ်းထားခြင်းကစိတ်ခံစားချက်တွေမှွန်ကျက်စေပြီးတင်းအတွက်ဒုတက်ရာဒုတက်ကြောင့်အလုပ်တွေကိုမလုပ်နိုင်တော့ပါဘူး။ဒါကြောင့်စိတ်ခံစားချက်တွေရှိပါက ဖွင့်ထုတ်ပေးလိုက်ပါ။တင်အားစိတ်တကြဝန်နဲ့အောင်လုပ်တဲ့သူတွေကိုလည်းခွင့်လွှတ်ပေးလိုက်ပါ။တင်ကခွင့်လွှတ်ပေးနိုင်စွမ်းမရှိခဲ့ရင်စိတ်ခံစားမှု အရာထိခိုက်မှုတွေရှိလာပြီးတင်လောက်ကိုင်းနိုင်စွမ်းတွေကို ထိခိုက်စေမှာဖြစ်ပါတယ်။နံပါတ်6တူညီသောတုံ့ပြန်မှုတွေမရရအောင်တတိပြုပါ။တင်ကိုတစုံတစ်ယောက်ကထိခိုက်နာကျင်အောင်လုပ်တဲ့ဆိုရင်တင်ကလည်းအဲ့ဒီလူကိုထိခိုက်နင့်နာအောင်ပြန်လဲတုံ့ပြန်ချစေတွေရှိနေပါလိမ့်မယ်။တင်ကထိခိုက်နာကျင်မှုခံစားရတဲ့အခါဒေါ်ရထွက်လာပြီးဒေါ်ရထွက်ခြင်းဆိုနောက်ဆက်တွဲပြည်တနာအမျိုးမျိုးကိုဖန်တီမိတတ်ပြီးဆိတ်ရှုပ်စရာတွေဖြစ်လာစေတတ်ပါတယ်။ တင်ကားဆိတ်ရှုပ်စရာတွေများလာတဲ့အခါစိတ်ထွက်ပေါက်ရှာထင်ရဆိုင်မိတာကြောင့်ဆုံးရှုံးမှုတွေတုံတွေးရတတ်ပါတယ်။ထို့အခါဆုံးရှုံးမှုကိုအကြောင်းပြုပြီးဒေါရထွက်ရပြန်ပါတယ်။ဒေါရဟာကျွန်ုပ်တို့ကိုပျက်စီးခြင်းအမျိုးမျိုးဖြစ်စေတဲ့စိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။ဒေါရကြောင့်ကျွန်ုပ်တို့ရဲ့အုံနောက်အတိညာဉ်တွေကိုအမောင်းဖုံးစေပြီးအမားယွင်းတွေတစ်ခုပြီးတစ်ခုကျွလွန်စေတတ်ပါတယ်။ဒါကြောင့်ထိမ့်တင်ရခတ်တဲ့ဒေါရစိတ်စတင်မဖြစ်စေဖို့မိမိဒေါရစိတ်ကို ထိန်ချုပ်ပေးပါ။ လူအများကတင့်ကိုဘလို့ဆက်ဆက်နေဆိုတာဟာအဲ့ဒီလူတွေရဲ့အကြောင်းကိစ္စတက်တက်တာဖြစ်ပြီးတင်ကဘလို့တုတ်ပြန်နေဆိုတာကတော့တင်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်လာပါလိမ့်မယ်ဝီနီဒိုင်ယာဆုံးထိနာထောင်ပေးကြတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်